ဖြစ်သူလည်းနေရာလေးကိုလူကြတော့မယ်စင်မြန်ကြီးနဲ့ငှကြာအားလုံးပဲမင်္ဂလာပါဒီနေ့ပရီးမီးယားလိမှာဆိုရင်တော့ချန်ပီယံဆုနဲ့တန်ဆင်းဆောင်တိုက်ပွဲတွေကဆော့အစီအဖြစ်ပေါ်သွားခဲ့ပါပြီ။ဥရောပဝင်ဝင်နေအတွက်သာဆက်ပြီးတော့တိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။အဲဒီထဲမှာစင်မြန်ကြီးမူကတော့သူတို့ရဲ့ဒုတိယလူနေရာလေးကိုဆက်လက်ကောက်ွယ်နိုင်ဖို့ပဲလုံပန်းနေရပါတယ်။လက်ရှိမှာတော့စင်မြန်ကြီးတို့ဟာအဆင့်3နေရာကငှကြာလို့နဲ့နှစ်မှတ်သာကွာဟာရတာဖြစ်ပါတယ်။ဒီတစ်ပတ်မှာဆက်တဲ့တွေ့ဆုံရမယ့်အသင်းကငှက်ချားလို့အသင်းဖြစ်နေတာကြောင့်ဖီတူလီနေရာလေးကိုလူကြမဲ့ပွဲစဉ်ဖြစ်လာပါပြီ စမန်နိုအနောက်ပိုင်းပွဲတွေမှာဆိုရင်ဓမ္ပလာကရခဲ့တဲ့အနာပဲမကျက်သေးတာလားအစနစ်ကနေဆင်းရှင်တို့တမင်လုံးနေရလားမသိပါပဲမတည်ငြိမ်တဲ့ခြေဆံမျိုးတွေကိုတွေ့နေရပါတယ်။အဲကြောင့်ငါကြားလို့နေပွဲစဉ်ကဘလို့ရလိုက်မျိုးထပ်ပေါ်လာအောင်မလဲဆိုတာစိတ်ဝင်စားဖို့လည်းကောင်းနေပါတယ်။စမန်နိုကနောက်ဆုံးကစားထားတဲ့၅ပွဲစတိုက်အထိကိုနိုင်ပွဲပြောင်းဆုံးထားခဲ့ရပါတယ်။ပရီးမီးယားလီးဂ်မှာကတော့၃ပွဲစတိုက်နိုင်ပွဲပြောင်းနေခဲ့ပြီးတော့ပြီးခဲ့တဲ့ပတ်တုန်းကလည်းချော့ကန်ပေးခဲ့တဲ့ပုဂိုလ်အသင်းကတော့အနောက်ကနေဘီချူအောင်ကန်ပြီးမှသေတ္တမတ်ရခဲ့ရတာဖြစ်ပါတယ်။ တပကငကြားတွေရလက်ပိုင်းကတော့အနေငယ်အားရစရာကောင်းတယ်လို့ပြောရမှာပါနောက်ဆုံးဆယ်ပွဲမှာဗီလာတင်းလေးကိုသာရှုံးနေထားခဲ့တာပါပြီးခဲ့တဲ့ပတ်တုန်းကလည်းညီမလေးတို့ကိုအိမ်ငွေမှာနှစ်ကိုကိုမရှိဆိုတဲ့ရလက်နဲ့အနိုင်ယူပြထားနိုင်ခဲ့ပါတယ်မင်းတို့ဘက်မှာကွန်းလက်ကမရီနိုပွဲပယ်ပြစ်တန်ကြောင်းအဓိကလွဲချော်ရမှာဖြစ်ပြီးတော့စန်တမင်းကလည်းပါဖို့မသေးကြသေးပါဘူး။အကြောင်းရှင်ရှန်ကိုပဲကွန်းလက်တက်ကစားခိုင်းပြီးတော့တိုက်ဆက်ကတော့ထရော့ဆန်နဲ့ပဲပွဲထွက်လာနိုင်ပါတယ်။ငကြားတို့ဘက်မှာတော့ချိုလင်းတန်တယောက်ကလွဲရင်ချန်တဲ့နေရာတွေကတော့လူဆုံတက်ဆုံရှိလာနိုင်ပါတယ်။ ဒီနှစ်သိန်းရဆက်တဲ့တွေ့ဆုံမှုတွေအရာနောက်ဆုံး၃ဘဲစတိုက်ကိုမှတ်ကြားလို့ကပဲအနိုင်ရရှိထားခဲ့တာပါပထမကျော်အင်ကွင်းမာတို့ကလည်းတကူကူမရှိနဲ့အနိုင်ယူထားခဲ့ပြီးတော့အချိုရီပလန်နှစ်ကျော်စလုံးမှာလည်းနှစ်ကူကူမရှိဆိုတဲ့ရလဒ်နဲ့စတိုက်ကိုအနိုင်ယူထားခဲ့ပါတယ်စမန်တို့ဒီယာဒီမှာခွတ်ထက်ပြအောင်ပါရမီဖြည့်ပြီးခဲ့တဲ့အသင်းတွေကတည်င်းဆိုရင်လည်းမမှားပါဘူး။လက်ရှိမှာစမန်တို့ကစိတ်တိုင်အောင်ကြောင်းလာတော့မသိပေမဲ့အကောင်းဆုံးပုံစံမှာတော့ရှိမနေတော့ပါဘူး။ ဆင်မြန်းကြီးတို့ရဲ့စာရင်ငှကြားတို့ကတော့ပုံပြီးတည်ငြိမ်တဲ့ပုံစံမှာရှင်နေပါတယ်။ဒီအားဒီငှကြားတို့နဲ့တွေ့တိုင်းမှာတကောမှပြတ်မသွင်းထားနိုင်ခဲ့တဲ့ဆင်မြန်းတို့ရဲ့တိုက်ဆက်ကအနှဲငယ်ဆိုရင်ရတဲ့နေထားမှာလို့ရှိနေပါတယ်။ဒါကြောင့်မြန်မာအိုဝင်ကြီးနေနေကတော့ငှကြားပုံရင်းနဲ့တအားပြောင်းပြီလို့ပဲပြောလိုက်ချင်ပါတယ်။စုံလင်းကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။